မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်မှာဆောင်ရွက်ခဲ့တဲ့ရှမ်းမန်ဆစ်စင်ရေးနှစ်ရက်တာကာလအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးဖမ်းဆီးရမိပြီးတော့လက်နက်14လက်သိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ26ရက်နေ့ကနေ28ရက်နေ့အထိနှစ်ရက်တာကာလအတွင်းမှာ ြင်းဥလွင်ခရိုင်ပကဖနဲ့မရယာမြို့နယ်ပကဖတိုက်နယ်သုံးတို့ကရှမ်းမန်းဆက်ဆင်ရေးကိုလက်တွဲညီညီဟန်ချက်ကြကြနဲ့မရယာမြို့နယ်အတွင်ဖြတ်တောက်ရေးပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အခုလိုမျိုးဆက်ဆင်ရေးဆောင်ရွက်မှုမှာစစ်တုံးမှန်း၁၆ဦးကိုဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်လက်နက်ပေါင်း၁၄လက်ကိုတင်းစီရရှိခဲ့ရမှာ MA13 တလက်၊ MA11 တလက်၊ MA4 တလက်၊ BA72K တလက်၊ G3 ကိုလက်၆လုံးပြူတလက်တို့ကိုတင်းစီရမိခဲ့တဲ့အပြင် စစ်ကူလာတဲ့စစ်ကြောင်းကို16ကြိမ်မိုင်းဆွဲနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ကူလာတဲ့ကား၅စီးကိုလည်းဖျက်တောက်နိုင်ခဲ့ပြီးတော့ကား၄စီးကိုတင်စီရမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသေးတိုက်ပွဲသတင်းကတော့မန္တလေးမြို့ပေါ်ကနေ -10 အကွာဝေးမှာရှိတဲ့မရီယာနေတဲ့ကအယ်ဖာဘီလက်မြေစက်ယုံစုံမိုးဂုံကိုမန္တလေး PDF ကတင်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ အဲ့ဒီဘီလက်မြေစက်ယုံတီနေရဟာမရိယာမြို့နယ်နဲ့ပတင်ကြီးမြို့နယ်အဆက်မှာရှိတာဖြစ်ပြီးတော့မန္တလေးနန်းတွဲမှာအခြေစိုက်တဲ့စစ်ကောင်စီရဲ့လေပိုင်းတိုင်းစစ်ဌာနချုပ်နယ်ဆိုရင်၁၉မိုင်သာဝေးတယ်လို့သိရပါတယ်။ဘီလက်မြေစက်ယုံရဲ့စိုးမိုးကုန်းဖြစ်တဲ့မြင်းဒီတောင်တပ်စခန်းကိုတည်ယူထားလိုက်ပြီဆိုတာမန္တလေး PDF ကဇူလိုင်လ၂ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီစိုးမိုးကုန်းကိုလက်ရှိအချိန်ထိထိန်းချုပ်ထားနိုင်စေဖြစ်တယ်လို့လည်းမန္တလေး PDF ပြောရေးဆိုခွင့်ရှိသူကိုအောင်စွန်ကပြောဆိုခဲ့ပါတယ်။ ီကုန်းတွေကိုစစ်ကောင်စီကပြန်ရဖို့လေချောင်းနဲ့ရောမြေပြင်မှာပါထိုးစစ်ဆင်နေတယ်လက်ရှိအချိန်ထိတော့ကျွန်တော်တွေထိမ့်ချုပ်ထားနိုင်သေးပါလို့ကိုအော့စမွန်ကပြောဆိုခဲ့ပါတယ်စစ်ကောင်စီတပ်အထိုင်ချထားတယ်ဗီလန်မြေဆက်ယုံတော်ဝိုက်ကိုမန္တလေး PDF တွေကထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်မန္တလေး PDF ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ဇွန်လ25ရက်နေ့ကစတင်ခဲ့တယ်1027စစ်ဆင်ရေးအပိုင်းနှစ်စစ်ဆင်ရေးအနေနဲ့မရီယာနယ်တဲက1314လေးချောင်းရံကာကွယ်ရေးတပ်စေတော်တပ်စခန်း ပန်းတလဲတောင်တက်စခန်းရေဆိုတောင်တက်စခန်းနေကြောတောင်တက်စခန်းရွှေပထိုးတက်စခန်းကြောက်ခလုတ်တက်စခန်းနဲ့အော်ဖာဘီလန်ကြီးဆက်ယုံတဲ့စိုးမိုးကုန်းမြင်းနီတောင်တက်စခန်းတို့ကိုတင်းယူနိုင်ခဲ့တယ်လို့သိရပါဗါဒေတာကန်ကြီးရဲ့ပြောပြချက်အရဘီလန်ကြီးဆက်ယုံဟာမရီယာမြို့နယ်နဲ့ပသိမ်ကြီးမြို့နယ်အဆက်နားမှာရှိတာကြောင့် တိုက်ပွဲတွေဟာပတိန်ကြီးမြို့နယ်အနားထီကိုပါရောက်လာပြီလို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားတာအပြင်စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မရီယာအရှိချမ်းမှာတော့ဒေသခံပြည်သူတောင်းကနန်းဟာစစ်ဘေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမရယာမြို့နယ်မှာတစ်တုံညတစ်လေးအင်ဂျင်မြိုင်လေးချောင်းရံကာကွယ်ရေးတပ်ကို4က6စီးနဲ့စစ်ကူလာတဲ့စစ်သားများကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ25ရက်နေ့မှာပြစ်တုံညတက်လေးအင်ဂျင်မြိုင်လေကြောင်းရံကာကွယ်ရေးတပ်ကို4က6စီးနဲ့စစ်ကူလာတဲ့အင်အား120ပါတဲ့ရင်တန်းကိုမနက်9:45မိနစ်ခန့်မှာတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်က35ဦးနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံပြီးတော့ကြံရှိနေတဲ့စစ်သားများဟာဒဏ်ရာပြင်းထန်ပြီးရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ဆုံသွားတဲ့စစ်သားအလောင်းများနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်သားများကိုစစ်ကူထပ်မံရောက်ရှိလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကကားတွေနဲ့လာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီက MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့၃ချိန်ပစ်ကူပေးခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့များအထိခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။ ၎င်းတိုက်ခိုက်မှုကိုတိုက်နယ်သုံးပကဖများဖြစ်တဲ့မိုးချုပ်ပြောက်ကြားပြည်သူ့ကာကွယ်တပ်ဖွဲ့၊နဂါးညီတော်ပြည်သူ့ကာကွယ်တပ်ဖွဲ့ SSTP Security and Special Task Force ပြုံးလွင်ခရအမှတ်တက်တရင်တက်မဟာပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ကြက်တက်နဲ့စစ်ကြောင်းတို့ကပူးပေါင်းလုံဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းရေပြူမြို့နယ်မှာတိုက်ပွဲ၃ချိန်ဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကခလိုက်ရ2ခွန်3တပ်ရင်းမှု ဘုံမူတန်းထိတ်အောင်အပါဝင်စစ်သားအယောက်90နီးပါးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မနက်10:05မိနစ်ကနေမွန်လွဲ2:40မိနစ်40ခန်းအထိကိုရေပြူမြို့နယ်တာယာမော်ကျေးရွာအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့တော်လိုင်းရင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကြားမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကဘုံအဆင့်ရှိသူအပါဝင် ခွနဦးတေဆုံးက6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲတွင်းမှာအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်တာယာမော်ကျေးရွာမှာရှိတဲ့နေအိမ်တစ်လုံးပေါ်ကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးကလေးငယ်9ဦးအပါအဝင်မိသားစုဝင်4ဦးစလုံးတေဆုံးခဲ့တယ်လို့သိရပါဗါးအလားတူပဲဇော်လ17ရက်နေ့မှာရေပြူမြို့နယ်ရာဖူးကျေးရွာတဲကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကမွန်လွဲတနားကြီး9မိနစ်ခန့်မှာဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ရာခလာရ293တိုက်ရဲမှု ဗိုလ်မှူးတန်းထီအောင်နဲ့စစ်သား၃ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။ဇောလ19ရက်နေ့မနက်9:00နာရီခွဲအချိန်ကနေပြီးတော့ညနေ3:00နာရီအထိကိုရေပြူမြို့နယ်မြောင်းချောကျေးရွာအနီးမှာအကြမ်းဖက်စစ်ကောင်စီနဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့များအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့ရာအကြမ်းဖက်စစ်ကောင်စီဘက်ကဗိုလ်ကြီးအဆင့်ရှိသူတို့အပါအဝင်38ဦးတိတ်ဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေအုံပြုတဲ့ MA2 အမျိုးအစားတနက်တလက်ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကတင်းနဲ့နဲ့မမ87မမလက်နက်ကြီးတွေနဲ့အချိန်ပေါင်းများစွာပစ်ခတ်ခဲ့တဲ့အပြင်လေးချောင်းကနေပြီးတော့ KHW လေယာဉ်နဲ့လေးချိန်တိုင်တိုင်ဘုံကျဲခဲ့တဲ့အတွက်ဒေါ်လိုင်းတပ်ဖွဲ့ဝင်၄ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမြောက်ချောကြီးွာအတွင်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာအသက်အရွယ်ကြီးရင်သူအမျိုးသမီးတို့တွေးလက်တိတ်ဆုံးခဲ့ရတဲ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကမြောက်ချောကြီးွာအတွင်းကိုဝင်ရောက်ပြီးတော့ နေအိမ်အလုံး40ခန်းကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာစစ်ကြောင်းမွန်ပြည်တော်လှန်ရေးတပ် MSRF NMSP AD မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားတပ်မတော် ABSDF တပ်ရင်း1 KDLA တနင်္သာရီတပ်ရင်း2 JAF Force YAF Saw Dragon Drone Force SDDF Drone အထုတပ်ဖွဲ့နဲ့ဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL လို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုင်မြောမြို့နယ်စပဲကူတရားစစ်စေးရိတ်ဂိတ်နယ်ကော့ကရိတ်မြို့နယ်ကော့ဒုံကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံးကျဲတိုက်ခိုက်ရာဒုတက်ရင်းမှုအပါအဝင်9ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ26ရက်နေ့ကနေ30ရက်နေ့အထိကြိုင်မြောမြို့နယ်စပဲကူတရားစစ်စေးရိတ်ဂိတ်နယ်ကော့ကရိတ်မြို့နယ် ော့တုံကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို drone နဲ့တွားရောက်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီဘက်ကဒုတက်ရဲမှုအပါအဝင်တပ်သား9ဦးသေဆုံးပြီးတော့20ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ရန်သူလှုပ်ရှားမှုတရင်ရလို့လက်ဦးမှုရယူတဲ့သဘောနဲ့တွားရောက်ပြီးတော့တိုက်ခိုက်ခဲ့တာပါတိကြက်သေးဆုံးမှုရှိခဲ့ပေမဲ့ဘယ်သူဘယ်ဝါအတိကြတော့အတိပြုလို့မရသေးဘူးလို့ကြားပြုစစ်ကြောင်းကတာဝန်ရှိသူကပြောဆိုထားပါတယ် အခုလိုမျိုးတိုက်ခိုက်မှုများအတွင်းမှာဇွန်လ28ရက်နေ့ကြိုင်မြောင်းမြို့နယ်စပဲကူးတရားတိုက်ခိုက်မှုမှာအချမ်းဘက်စစ်ကောင်စီဘက်ကဒုတက်ရင်းမှုနဲ့တက်ချက်ကြီးတအူတေဆုံးသွားခြင်းဖြစ်ပြီးတော့မော်လံမြိုင်မြို့မှာရှိတဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ရတခက MI35 ရဟတ်ရင်တစ်စီးတက်လာပြီးတော့မိနစ်40ခန့်ပြစ်ခတ်တိုက်ခိုက်သွားခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုကြားပြူစစ်ကြောင်းကြားပြူတပ်ခွဲ3 drone team နဲ့ဂလုံးစစ်ကြောင်း G2 drone team တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များ အထူးကံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မတူပီမြို့သိမ်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီက Jet Fighter များနဲ့ဘာသာရေးအဆောက်အအုံများကိုပြစ်မှတ်ထားပြီးတော့ဘုံကျဲဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲဖျက်ဆီးမှုကြောင့်ခရီးအန်ဘာသာဝင်များအထုအမြတ်ထားရာဖျားချောင်း၃ချောင်းနဲ့ ပြည်သူပိုင်နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့တိုက်လေရင်နဲ့ဘုံကျဲဖျက်ဆီးမှုကြောင့်မတူပီမျိုးမှာရှိတဲ့အထင်ကရဘာသာရေးအဆောက်အအုံများဖြစ်တဲ့ Union ဓမ္မ College, Union Theological College, UTC မတူပီနှစ်ချင်းအသင်းတော်မတူပီ Baptist Church နဲ့ထတ်တော်နှစ်ချင်းဘုရားကျောင်းထတ်တော် Memorial Baptist Church တို့ပျက်စီးခဲ့ရကြောင်းသိရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ